ုတ်ပါတောင်ကလက်အနီးတဝိုက်မှာတစ်တော့မြေလို့မြေရိုင်းတွေကိုဝိုင်းခွက်ပေါ်ပြီးတော့ရောင်းစားနေတာကြောင့်တောင်မကြီးကို ထိခိုက်လာနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်ဦးထွန်းထွန်းသိသတင်းပေးပို့ထားတာပါနော်မန္တလေးတိုင်းဒေသကြီးကြောက်ပတောင်မြို့နယ်ပုပ္ပါကျေးရွာအုပ်စုအတွင်းမှာရှိတဲ့တဘာဝတစ်တော်တွေကိုမြေလူမြေရိုင်းဖြစ်လျှောက်ပြီးပုတ်ကလိကပိုင်မြေဖြစ်အသုံးချဖို့အတွက်စီပိုင်းသမားတွေကဆောင်ရွက်နေတာဖြစ်ပါတယ်။မြေရှင်နဲ့ပေါင်းပြီးတော့မြေလူမြေရိုင်းဆိုပြီးတော့လျှောက်တယ် လျှောက်ပြီးတော့အဲ့ဒီရေလွတ်ရေရိုင်းတွေကိုတစ်မြင်နေပိုင်းစိုက်တာတွေပိုင်းမလုတ်ခဲနဲ့အဲကွက်တွေရိုက်ပြီးတော့ဝိုင်းကွက်ဖော်ပြီးတော့ရောင်းစားလေးတွေဖြစ်နေပါတယ်သူကြတော့လည်းပဲအဲ့လိုမျိုးဆောက်ဦးတွေဟိုတယ်တို့လိုဘာလို့လို့ဆောက်ဖို့စူးစမ်းနေတယ်ပေါ့နော်အဲအဲ့ဒါတွေကတောင်ကလပ်အနီးနားလေးတစ်ပိုင်းမှာဖြစ်နေတာပေါ့အဲ့ဒီမြေနေရာတွေမှာလက်ရှိတဘာဝတက်တော်တွေပေါက်ရောက်နေပြီး ပုပ်ပတောင်ရဲ့တဘောပအလတရားကိုခံစားကြည့်ရှုနိုင်တဲ့နေရာတစ်ခုဖြစ်တဲ့အတွက်တဘောပဝင်ချင်းထိခိုက်မှာကိုဒေသခံတွေကစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်ဒေသခံတွေရဲ့ဆန္ဒကတော့ဒီတဘောဝတောတောင်ရစီမဲ့ကိစ္စမျိုးပေါ့နော်အဲသူတို့တောင်မှမထီမတူပဲထားတဲ့တတော်မြေဧရိယာတွေပေါ့နော်အဲ့ဒါတွေကိုငကိုအတိုင်းပဲဟိုမပြတ်မစီးပဲရှိနေစေချင်တာပေါ့ဒါပေမဲ့မြေလို့မြေရိုင်းဆိုပြီးတော့ရှောက်ပြီးတော့ကိုကျိုးစီးပွားတွေအသုံးချနေတာတွေ ိုအဲကျွန်တော်တို့ပေါ်ပါတောင်ချစ်သူများအတင်နေရောနေရောဒေတာခံချစ်သူများအနေနဲ့ရောမလိုလားဘူးပေါ့နော်တဘာဝပစ္ပဝန်ကြီးထိခိုက်ပစ္စည်းမှာဆိုးတယ်ဘန္ဒရီဒဏိဒါကြီးအတွက်မှာပါဝင်တဲ့ပုပ္ပါတောင်ဟာပကံမြုပ်အနီးမှာတည်ရှိတာကြောင့်နိုင်ငံသားတွေအပါအဝင်ပြည်တွင်းဖျားဖူးလူတွေအ திக တွားရောက်ရနေရလဲဖြစ်ပါတယ်။လက်ရှိပုပ္ပါတောင်ဤတဝိုက်မှာတစ်ခုတ်တာတွေဂိလမြေစားတို့ကြောက်ထုတ်လို့နေတာတွေလက်ဖက်ဆိုင်ခင်းတွေကြောင့်တဘောပဝင်ခြင်းတွေတိခိုက်မှုတွေဖြစ်ပေါ်နေပါလဲ။ တ်စလအတွင်းကလည်းပုပ်ပတောင်ကျောမှာတပတ်ကြာမိလောင်ကျွမ်းမှုဖြစ်ခဲ့ပြီးတက်တော်ဆောင်ရှုံမှုတွေရှိခဲ့ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ